ာတီတာလိုချင်တဲ့ plan ကစားသမားတွေဒီຫນွေစည်းကွက်မှာအာဆင်တဲ့အသင်းစီကိုရောက်လာနိုင်လားကျွန်တော်ဒီညနေခင်းသတင်း၄ပုံနဲ့ပတ်သက်ပြီးသိပ်ပြီးစိတ်တိုင်းပကြတာဖြစ်တဲ့အတွက် special transfer review ပုံစံမျိုးလေးနဲ့ပဲဒါကိုတည်တံ့ဖော်ပြသွားမယ်။ Arsenal အသင်းနီးပြမီခေးအိုက်တာလိုချင်တဲ့ player ကစားသမား၅ယောက်ကအာဇာဒရိုက်တာ တအန်ဒရီဘတာအကြောင်းရပြီးတော့အာဆင်နဲ့နောက်ဆုံး၄ရာသီအတွင်းသုံးခဲ့တဲ့ငွေကြေးကြောင်းဒါဒီအားလုံးကျွန်တော်ရှင်းပြပြီးသွားမယ်ပထမတစ်ချက်ကတော့ဒီရာသီမှာအာဆင်တို့ရဲ့အားစားဒါရိုက်တာတစ်ဖြစ်လာတဲ့အန်ဒရီဘတာကကြံခဲ့တဲ့၂ရာသီအက်တလတီကိုမက်ဒရစ်အသင်းမှာငွေဘလောက်သုံးနှုန်းခဲ့လဲဆိုတာကိုကျွန်တော်အရင်ပြောပြပါပါမယ်အဲ့တော့အာဇာဒရိုက်တာတဲ့အန်ဒရီဘာတာနီနဲ့ဒီကြံခဲ့တဲ့2024 2025ဘောလုံးရာသီမှာကစားသမားအဝေးကနေယူ180နံငါးတန်းတုံးထားတယ်ကစားသမားပြန်လဲရောင်းချမှုနဲ့ယူ68တန်း ဒါကကြံခဲ့တဲ့ယာတီယာပေါ့လေရှစ်တရာဒီမှာဆိုရင်2023 2024ဘောလုံးယာတီမှာဆိုရင်တော့ကစားသမားအဝယ်ကိုယူ56တန်းတုံးထားပြီးတော့ကစားသမားပြန်လည်ရောင်းချမှု103တန်းတုံးထားတယ်ဒါကတော့ သူနောက်ဆုံးဖြတ်တန်းခဲ့တဲ့200တီမှာဒါတီကိုအသင်းနဲ့တူ antibody လှုပ်ထားတဲ့ကာလာပိုင်းချာအဲ့တော့တနည်းကတော့ဝယ်တာနေမယ်နောက်တနည်းမှာတော့တန်း200နီးပါအသုံးပြုခဲ့တာတွေ့ရတယ်အဲ့ဒီထဲမှာဆိုရင်တော့ Julian Everett လိုမျိုး corner glitcher တို့လိုကစားသမားမျိုးတွေကိုတောင်းရွှေ့ခြင်းမြင်မှသာတုံပြီးဝယ်ခဲ့တာရှိတယ်ဒါအတပိုင်းထားလိုက်ဒီညမှာ Arsa Trader တဲ့ antibody တီ Idu Kaspar လောက်တော့မတော်ဘူးဘာညာနဲ့စောစီးအကဲဖြတ်နေကြရလဲကျွန်တော်တွေ့တယ် Idu Kaspar တဲ့တော်တယ်မတော်ဘူးဆိုတာထက် Arsenal ဘလို့ Arsa Trader ပဲရောက်လာလား အသင်းဘုတ်ဖွဲ့ရဲ့ policy တွေကလည်းအရေးကြီးတယ်အသင်းဘုတ်ဖွဲ့ငွေမချပေးပဲအသင်းဘုတ်ဖွဲ့သဘောမတူဘဲနဲ့အာစာဒရိုက်တာတယောက်ရဲ့လုပ်ပိုင်ခွင့်တွေကလည်းအကန့်အသတ်ရှိတယ်ဒါကျွန်တော်အန်ဒရီဘာဒါကိုကာဝယ်ပြီးတာမဟုတ်ဘူးအန်ဒရီဘာဒါသည်အခြားအသင်းမှာဘလောက်ကြီးပဲငွေသုံးပြီးကစားသမားတွေခေါ်ရဲခေါ်ခဲ့အာဆင်နယ်ရောက်ရင်တော့အာဆင်နယ်အသင်းချပေးတဲ့ငွေပမာဏနဲ့ပဲသူလှုပ်လှုပ်ရမယ်နောက်ဆုံး သူကဒီကစားသမားကိုခေါ်ခြင်းနဲ့ဆိုပြီးဘုတ်ဖွဲ့စီတင်ပြရင်တော့မှဒီပမာဏရမှငါတို့ကစားသမားကိုခေါ်နိုင်မယ်ဆိုပြီးဆက်ပြီးဆွေးနွေးခိုင်းတာလေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အန်ဒရီဘာတာဘလိုလူမျိုးလဲဆိုတော့ဒီဂျွန်ဂျူလိုင်အော့ဂတ်ဒီ3လကပဲအဆုံးဖြတ်ပေးသွားလိမ့်မယ်။အာရီတာလိုချင်တဲ့ player ကစားသမားတွေကိုခေါ်ပေးနိုင်မလား။အသင်းရဲ့ရှင်းရင်းဆွဲ quality ကစားသမားတွေကိုစကြုပ်သက်တမ်းတိုးနိုင်မလား။ ဘလို့ကစားသမားတွေကိုဆွဲဆောင်နိုင်မလဲဒါတော့အချင်းအဆုံးဖြတ်ပြီးသွားလိမ့်မယ်ဗောလေကဲနောက်တစ်ချက်အဲ့ဒါတော့အာဆင်နယ်တင်းရဲ့ကြံခဲ့တဲ့ transfer 400ဒီနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါဒါကတော့ကစားသမားရောင်းချတဲ့အကြောင်းကိုမပြောတော့ဘူးကစားသမားခေါ်ခဲ့တဲ့နောက်ဆုံး400ဒီ2021 22ဘောလုံးရာသီမှာအာဆင်နယ်ဒီ Euro 169တန်းသုံးခဲ့တယ် ဲ့ဒီကာလဒါဘန်ဝိုက်တို့ဝယ်ခဲ့တဲ့နှစ်နဲ့တူပါတယ်အဲ့ဒီကာလတုန်းက2020-23ဘောလုံးရာသီမှာတော့ Euro 186တန်းတုံးခဲ့တယ်ဒီကလန်ရိုက်တို့ရောက်လာခဲ့တဲ့2023-2024ဘောလုံးရာသီမှာ Euro 235တန်းသုံးခဲ့ပြီးတော့ကြံခဲ့တဲ့2024-2025ဘောလုံးရာသီຫນွေဈေးကွက်မှာတော့အာဆင်နယ်တိ Euro 108တန်းသုံးခဲ့တယ်။နောက်ဆုံး၄နှစ်တွင်မှာဆိုကြံခဲ့တဲ့ရာသီကငွေသုံးအနည်းဆုံးပဲ။ ဒါကကစားမရောင်းချပြီးပြောင်းလာတဲ့အင်ကန်ကိုသုံးတဲ့အပိုင်းတွေမပါသေးဘူး။အဲဆိုအာဆီနယ်သင်းအနေနဲ့ကြံခဲ့တဲ့နေရာတိကအတတင်သုံးခဲ့တာဒီယူရို30နဲ့30ချားမှာပဲရှိရဲ။ကြံတာကရောင်းချရမှုကနေပြောင်းလာတဲ့အင်ကန်နဲ့ပဲကစားသမားတွေအထိကဖြစ်တင်းခဲ့တယ်။အဲဆိုအာဆီနယ်သင်းကြံခဲ့တဲ့၄ရာတိမှာငွေသုံးခဲ့တာဆိုသုံးခဲ့တယ်။အနည်းဆုံးယူရို30အထက်ကြီးပဲသုံးခဲ့တာ။ကြံခဲ့တဲ့ဇီကော့ကပဲ108တန်းနဲ့အနည်းဆုံးဖြစ်ခဲ့တယ်။ တချို့အခြေအနေမှာဆိုတန်း200ကျော်ရရှိတယ်။တချို့အခြေအနေမှာဆိုတန်း160အထက်တည်းပဲတောက်လျှောက်သုံးခဲ့တာ။ကဲကျွန်တော်တို့အာဆင်နယ်တင်ဒီပြမီခေးအိုက်တာလိုချင်တဲ့ plan A ကစားသမား9ဦးနဲ့ပတ်သက်ပြီးတော့သုံးသက်ကြည့်လိုက်ရအောင်။ပထမ plan A ကစားသမားအသင်းရဲ့နွေရာသီပထမဆုံးခေါ်မှုဖြစ်နိုင်တယ်ဆိုတဲ့ Martin Suimadi ဒီဆရာသမားကအာဆင်နယ်တင်းစီကိုရောက်ပြီးအာဆင်နယ်တင်းနဲ့တရားဝင်လက်မှတ်ရေးထိုးတော့မယ်။စာချုပ်ချုပ်ဆိုတာတွေကို စေစစ်တာတွေရောအားလုံးကိုနိုင်ငံပွဲစဉ်တွေပြီးရင်လုံမယ်ဆိုပြီးတော့အတလက်တစ်ကလည်းဖော်ပြထားတယ်။ရိုမာနိုကလည်းဟီဝီကိုလှုပ်ထားတယ်။ကျွန်တော်တို့ကလည်းလက်လွန်ကြက်သွန်အားလုံးကိုတင်ဆက်ခဲ့ပြီးပြီ။ဒီအချိန်ဒီမှာပဲအခုမနေ့ကခရစ်ဝစ်ကလီနဲ့တူတယ်။သူနဲ့ပတ်သက်ပြီးသတင်းတစ်ပုဒ်ဖော်ပြသွားတာကကစားသမားက နွေစည်းကွက်အရှိအရှိသေးတာဖြစ်တဲ့အတွက်ဘာမှစူဖြစ်လာနိုင်တယ်။သူအရန်လေးစားအားကြတဲ့ဇာဘီအလွန်ဆိုကရီယယ်မက်ဒရစ်နီးပြဖြစ်သွားတဲ့အကြောင်းတွေပါသူထည့်ပြောထားတယ်။အဲ့တော့သူအဲ့ရနိုးလာတဲ့အခါမှာအာဆီလတီနဲ့ထွက်တဲ့တဲ့တင်တခါရင်သူ့ကိုသူတော်မယုံနိုင်ဘူးဆိုပြီးတော့ပြောသွားတယ်ရှိတယ်။အဲ့ဆိုတော့ကစားသမားအနေနဲ့ဇူလိုင်လလောက်မှပဲဒါအသင်းနဲ့ပူးပေါင်းမယ်ဆိုပြီးအတလက်တစ်ကလည်းပေါ်ပြတာဖြစ်တဲ့အတွက်အဲ့ဒီမတိုင်ခင်များပောက်ပန်းလေးတွေပြောနေသလား။အဲ့တော့ဇူီမန်နီစကားတခွန်းနဲ့တော့ဒါတွေကကောလာဟာလာဖြစ်သွားတဲ့အကြောင်းမရှိဘူး။ကျွန်တော်ကတော့ရောင်းမဲ့ဘက်ကရှိရပါလေ။ကဲနောက်ထပ် တစ်ယောက်ကတော့ဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးပေါ့လေလောလောဆယ်ဗစ်တိန်ဝန်ကြီးချုပ်ကိုတိုင်ကအာဆင်နယ်တို့တိုက်စစ်မှုတူဝယ်ဖို့လိုအပ်တယ်ဆိုပြီးသူကလည်းအာဆင်နယ်ဖန်ကြီးသားပဲသူတောင်ထုတ်ပြောရပြီအဲ့လိုမျိုးနိုင်ငံအကြီးအကဲတစ်ယောက်အသင်းရဲ့လီးကျန်လည်းဖြစ်တဲ့ honorary အပါအဝင်တကယ့်ကိုမှအားလုံးကအာဆင်နယ်တီတိုက်စစ်မှုလိုအပ်ပါဆိုတဲ့ဟာကိုအားလုံးကဝိုင်းပြောနေမသိတာကဘုတ်ဖွဲ့နဲ့အိုက်တာပဲရှိတော့လေအိုက်တာလည်းလိုချင်ကောင်းလိုချင်လိမ့်မယ်ပေါ့လေဒါပေမဲ့ဘုတ်ဖွဲ့ဝယ်ပေးမပေးဆိုတာကတော့ဒီနေ့မှစောင့်ကြည့်ရမယ်မဝယ်လို့မရတော့ ဝယ်ရတော့ကျင်းသေးဝယ်ပါအာဆင်နယ်တင်းသည့်နောက်ဆုံး6-9နှစ်အတွင်းမှာဆိုရင်တိုက်စစ်ပိုင်းအထောင်နဲ့ဝင်းကာပချန်းအတွက်ငွေ300ဦးမှာဆိုရင်အဆင့်60တောင်ရပ်တည်နေတယ်ကျန်တဲ့တင်းတွေကငွေ300တယ်အလဲလက်တင်းတွေသွားကြည့်တိုက်စစ်မှုအနည်းဆုံး2ဦးရှိတယ်အာဆင်နယ်မှာတိုက်စစ်ရုံဘိုင်ယန်ကိုကောင်းနေပြီပဲနောက်ဆုံးအာဆင်နယ်မျိုးသမီးအသင်းအမျိုးသမီးချန်ပီယံလိရသွားတယ်တိုက်စစ်မှုကစားသမားတွေပဲတက်လျှောက်ထဲတာလူစားလဲမှု၄ရောက်လုတ်တယ် အဲ့ဒီမှာ၃ယောက်ကတိုက်စစ်ကစားသမားတွေပဲ Renis Lan ကထည့်သွင်းသွားတယ်ဘောလူပွဲမှာအဲ့ဒါဘာကွာလဲဆိုတော့အမျိုးသမီးအသင်းတော်တိုက်စစ်မှုတွေ၃ယောက်ကောင်းမှသိတယ်အာရီတာကဒီတိုက်စစ်မှုနဲ့ပတ်သက်လို့ရှင်ခိုင်ဘက်တို့ဂျေဆုတို့မာကွင်ညိုတို့ဝယ်ခဲ့တာလွှဲရင်နောက်ဆုံးဝီလီယံအဆောက်အဦလေ ချန်နယ်ပိုင်းမှာအာဆင်နယ်အသင်းဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးငွေသုံးဆွဲဖို့လစ်လူရှူထားခဲ့တယ်ပြောလို့ရတယ်။အဒီနေ့ဈေးကမှာအာဆင်နယ်တို့ကျင်းတည်သုံးပါလိမ့်မယ်။လောလောဆယ်အာဆင်နယ်ကိုရောက်လာနိုင်ချေအရှိဆုံး player ကတော့ဘန်ဂျမင်ဆက်စကိုယောဂရန်နဲ့ဆိုင်ပို့ပြီးတော့သူတို့ဆွေးနွေးနေသေးတယ်။အခုနောက်ဆုံးကြားတာတော့ဒီ Florian Plandenberg ရဲ့ပေါ်ပြထားချက်ရဆိုအာဆင်နယ်တို့ကဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့တခုတည်းသောကလပ်အသင်းဆိုပြီးပေါ်ပြထားတယ်။ Liverpool တို့ Chelsea တို့ United တို့စိတ်ဝင်စားတာမှန်ပေမဲ့အာဆင်နယ်တသင်းတည်းပဲကစားသမားနဲ့ရောကလပ်အသင်းနဲ့ရောဆွေးနွေးနေတာဆိုပြီးတော့ပေါ်ပြသွားတယ်။ ိုဘတ်ဂျက်ဘယ်လောက်ပဲရှိရှိပတ်စံတွေဘယ်လောက်ပဲဝင်ချန်ပီယံလိဝင်ဝင်ဘယ်လောက်ပဲရရကိုယ့်အိမ်ထဲမှာပတ်စံဘယ်လောက်ပဲဖောင်းဖောင်းအဲ့လိုကစီးနေတဲ့ကောင်ကနေတဲ့အခြေဝင်ရှိတာအဲ့တော့အဲ့ညင်ကတော့အာဆီနယ်မှာပျောက်သေးဘူးတစ်ဖက်ကအာပီလွစ်ဇက်တို့ဒီဘန်ဒါးကြီးပိုင်းဆိုင်ရာစူပါစတားတချို့ကိုထုတ်ရောင်းမဲ့အခြေအနေတို့သူတို့ရအောင်စောင့်နေတယ်အဲ့အတွက်အခြားတင်းတွေဝယ်လိုက်တော့ငွေ ကိုကုံတာမှန်ပြီမဲ့တသိန်းနဲ့ဆိုလို့ရှိရင်တော့ lipset တို့ကဒီလာမကုံငင်တခုခုတော့ဈေးလျှော့သွားတာမျိုးသူတို့ကစောင့်ကြည့်နေတင်တယ်အဲ့တော့အာဆင်နယ်အသင်းရောက်လာနေချိန်တိုက်စစ်မှုကတော့ Benjamin Sesko လို့ကျွန်တော်ထင်တယ်စာချုပ်ဖြစ်သိကြီးကယူတန်း80ရှိတယ် installment payment ဘာညာလဲဆိုတရားတူဘယ်လောက်မှမကြောက်ကဲနောက်ထပ်တစ်ယောက်ကတော့ Nico William တကယ် Trossen နဲ့ Martinelli နေရာတော့ကျင်းတည်ဖြစ်ရမှာအဲ့အတွက် Aida တောင်းဆိုထားတဲ့ plan ကြီးကစားသမားသည် Nico William Rodrigo ကတော့မထွက်တော့ဘူး ရီယန်မှာပဲဆက်ပြီးနေမယ်ရီယန်နှစ်ပြတ်သစ်ဇာပြီးအလွန်ဆုံးတဲ့စကားပြောမယ်ဆိုတဲ့တင်းချို့ရှိရဖြစ်တဲ့အတွက်ကျွန်တော်မေးလိုက်လို့ရပြီအဲ့တော့နီကိုဝီလီယန်အနေထားဘာဖြစ်ဆိုအာဆီနယ်စီကနေပြီးတော့တပတ်ကိုပေါင်3သိန်းလိုချင်တယ်ကစားသမားရဲ့စာချုပ်ဖြစ်တဲ့ကြီးပေါင်တန်း90ကိုလည်းစပိန်ကလပ်ဘီဘာအိုက100တီမာတဲ့အပီးတပုံနဲ့လိုချင်တယ် ကျွန်တော် installment payment နဲ့ပေးလို့မရဘူးသူ့ရဲ့စာချုပ်ဖြတ်သည်ကိုတပုံနဲ့ပေးချရမယ်ဆိုတဲ့အချက်ရှိတာဖြစ်တဲ့အတွက်အာဆီနယ်ကဒီပမာဏလည်းကြားသိမယ်ကစားသမားလည်းတပတ်ပေါင်၃သိန်းပေးချမှာဖြစ်တဲ့အတွက်အာဆီနယ်အဲ့ကိစ္စမှာတော်တော်လေးကိုကြံ့ကြံ့နေကြသည်ရယ်နောက်ထပ်တစ်ယောက်ကတော့ဒါခန်စစ်ပိုင်းနဲ့ပတ်သက်တဲ့ကစားသမားပေါ့လေဂျော်ရဲဟတ်တူကျောင်းကြီးကိုနေကြောက်ဦးမှာပါ မကြာခဏလည်းကျွန်တော်ဖော်ပြနေ။ Netherland Club Age အသင်းရဲ့ခန်းစစ်အစွန်ကစားမှာဘိုးခန်းစစ်မှာလည်းဆုံးလို့ရတယ်။အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ Jordan Hart ကိုအာဆင်နီယထောက်လျှောက်စောင့်ကြည့်မှုရှိနေတယ်။အခုလည်းစိတ်ဝင်စားနေစောင့်ကြည့်နေဆိုပြီးဖော်ပြထားတယ်။ဒါကတော့သတင်းထောက် Simon Collins ကရတာပေါ့လေ။သူတို့ကအမြဲတမ်းလိုချင်ခဲ့တာ။အာဆင်နယ်အသင်းကသူ့ကိုတော့ Plan A ဖြစ်ထားခဲ့တာတော့မဟုတ်ဘူး။အရင်တုန်းက Dean Huston တို့နောက်ပြီးတော့ ဒီ Mercedes ကိုရောက်သွားခဲ့တဲ့ Battery တို့အဲ့ကစားသမားတွေကို plan ရေးထားခဲ့တာဒါပေမဲ့အဲ့နောက်ဆုံးလုံးဒီ Battery က Mercedes ကိုရောက်တယ်ဒင်းဟူဆန်က Rio ရောက်သွားပြီးနောက်ပိုင်းမှာအခုသူတို့ရဲ့တကူတဲသော plan A မျှော်လင့်ချက်ခံစစ်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ Jordan Hart ကိုစောင့်ကြည့်နေပုံမှန်ကြည့်မယ်ဆိုရင်တော့ Arsenal ကတက်စစ်တောင်းမနဲ့တက်စစ်ဦးပဲလိုအပ်တယ်ဆိုပေမဲ့ခံစစ်ပိုင်းကလည်း ဒီခီဗီယောလို့လို့မငြိမ်မသက်ဖြစ်နေတဲ့ player မျိုးတွေနောက်ပြီးတော့ဇင်ချန်ကိုလို့လို့ထွက်မဲ့ player မျိုးတွေတီယာနီကိုအလွတ်နဲ့လက်လွတ်ရတဲ့အခါမှာအတိုင်းနဲ့တစ်ခုစီတော့သူတို့ပြန်ပြီးအင်အားဖြည့်တင်မှုကြည့်နေဒီယာဒီမှာဆိုရင်တော့ဆာလီဘာတို့ဂေဗီယယ်တို့ဒန်ယာတလက်စီရတဲ့အပိုင်းလေးတွေကလည်းဒါအသင်းရဲ့ခန်းစစ်ကိုတည်ငြိမ်မှုပြည့်ရင်းစီရယ်ဆိုပြီးသူတို့ကယူဆရဖြစ်တဲ့အတွက်အရေးကြီးဖြည့်သွင်းမှုအဖြစ်ဂျော်ဒယ်ဟာတိုကိုသူတို့ကစောင့်ကြည့်နေပါတယ်နောက်ဆုံး plan ကစားသမားတူဦးကတော့ ဒါဂျူဝန်ကာစီယာဒါတော့ဂိုးသမားပိုင်းဆိုင်ရာပေါ့လေအာဆင်နယ်တို့ကဂျူဝန်ကာစီယောကိုကြံခဲ့တဲ့ຫນွေစည်းကွက်တွေကလိုချင်ခဲ့တာတကယ်လဲစောင့်ကြည့်ရဲ့ဒါပေမဲ့အန်ဒရီဘာတာရောက်လာပြီးနောက်ပိုင်းမှာဂိုးသမားအရန်ကိစ္စခဏထားလိုက်ဟုတ်ချန်နယ်ပိုင်းတွေကိုအရင်ဝယ်မယ်ဆိုပြီးတော့အာရီတာနဲ့သဘောတူညီမှုယူလိုက်တယ်အဲ့ဒီအချိန်အတော်အတွင်းမှာပဲဒီကစားမကဘာစီလိုနာရဲ့ပွဲထွက်အာမခံချက်တစုံတစ်ခုနဲ့ပဲရောက်ဖို့တော်တော်လေးနှိစက်နေပြီ final step ချို့လောင်ရောက်သွားပြီကြားသိရတယ်အဲ့တော့ဂျူဝန်ကာစီယာကဘာစီလိုနာ player ဖြစ်မယ်အာဆင်နယ်တို့ကသူတို့အမြဲတမ်းလူချင်ခဲ့တဲ့ player ကို social line ရဖြစ်တဲ့အတွက် plan B တွေက ကနေအခြားကုသမားတွေရှာနေတွေ့ရတယ်။ရိုင်ယာအယံပေါ့လေ။ဒီနေရာမှာအာဆီနယ်နေနဲ့အခြားကုသမားတို့ကိုထပ်ပြီးဝယ်မလား။အငှားနေပြလာတဲ့ခါဟင်းကိုအယံဖြစ်အသုံးပြုမလား။လူငယ်ကုသမားလေးကိုပဲရိုင်ယာနောက်အယံဖိအားပေးဖို့အတွက်သုံးမလားဆိုတော့ဒါအသင်းဘုတ်ဖွဲ့ကြားထဲမှာတိုင်ပင်နေသေးပဲကြာတိရတယ်။ရေးကြည့်ရတော့အာဆီမှာအယံကုသမားဘာညာခဏထားလိုက်တိုက်စစ်မှုတူနဲ့တိုက်စစ်တောင်ပန်ကစားမှုတူလို့တယ်။နောက်ဆုံးဇူဝီမက်ဒီမရောက်လေပြဿနာမရှိဘူး။ပါတီကိုတက်တန်းတိုးလိုက်ရင်အတိုင်းနဲ့တစ်ခုထိအဆင်ပြေသေးရဲ့။ ပြီးတော့အဲ့ဒီရိုးမှာလဲ rice ကဆင်းဆော့လို့ရတယ်အဲ့ဆိုအာဆီနယ်တင်းတကယ်လိုအပ်တာကဂိုးရီတိုင်ငံသွေးမနိုင်မဲ့အထောင်တိုက်စစ်မှုတူဘောက်စတဲကိုဒရီလုတ်ပြီးတိုးဝင်နိုင်မဲ့ဝင်ရကစားမတူအဲ့နှစ်ဦးပဲလိုအပ်တာဂျန်နေအပိုင်းတွေကစောင်းစည်းကွက်မှာဖြည့်လို့အချိန်ရသေးတယ်အဲ့ဆိုအာဆီနယ်တင်းနေတဲ့စူဖလာတွေယူဖို့အတွက်တကယ်ရည်မှန်းချက်ရှိဆိုရင်ဒါတွေဖြည့်သင့်တယ်နောက်ဆုံးနှစ်ချော့ရမယ်ဆိုရင်တော့ဒီနူရာတိဈေးကွက်ကအိုက်တာအတွက်ရောအာဆီနယ်တင်းအတွက်ရောဘုံဖွဲ့တဲ့ရောဖန်တွေအတွက်ကိုအရန်ကိုအရေးပါတယ် ။ဘာကြောင့်လဲဆိုတော့ဒီຫນွေဈေးကွက်မှာသာကစားသမားကောင်းနေဖြည့်တင်းနိုင်မယ်ဆိုရင်တော့အတင်းမှရှင်းစွဲကစားသမားတွေကလည်းအော်ဒီသင်းကအောင်မြင်နေတာပဲတကယ်ပံ့ပိုးပေးတာပဲငါတို့ဆူဖလာရဖို့အတွက်ငါတို့တာဝန်ဖြစ်သွားပြီဆိုပြီးစ조사ကြလိမ့်မယ်။စကြုပ်တန်တူရီကိစ္စတွေကလည်းလွယ်ကူသွားလိမ့်မယ်။နီးပြနေတယ်လေပုံမကွာလီတီကောင်းတဲ့ကစားမားတွေဆွတ်ချင်းပြီးအသုံးပြုလို့ရသွားမယ်။ပြိုင်ပွဲအရရမှာအကေရီများမပြောကောင်းမှုဆိုကောင်ဒီຫນွေဈေးကောင်မှာလုံလောက်တဲ့အင်အားဖြစ်တည်မှုတွေမလုံနိုင်ခဲ့ရင် ပလန်ဘီကစားသမားတဦးနှစ်ဦးနဲ့ပဲချွေးသိတ်တာမျိုးဖြစ်ခဲ့သည်ရှိတော့မပြောကောင်းမဆိုကောင်းတော့အဲဆိုလို့ရှိရင်အသင်းရဲ့စာချုပ်တက်တန်းလက်မှတ်တက်တန်းတိုးဖို့အတွက်လုံနေခဲ့တဲ့ဆာလီဘာတို့ဂေဗီယယ်တို့ကစားသမားတွေကလည်းကျွန်တော်တို့တို့တွေးမှာပဲဒီသေးရတော့သွားပြီဒီလောက်ပဲချန်ပီယံလိဝဝင်ရတာဟိုပဲဖလာရသလိုအောင်ပွဲခံနေတဲ့အသင်းဆိုရင်မှတ်ယူသွားရင် quality player တွေကိုတက်တန်းတိုးတဲ့ပိုင်းမှာအခက်အခဲဖြစ်လာနိုင်တယ်ဒီလိုကစားသမားတွေကို စူပလာတစ်ခုရတဲ့အသင်းတွေကလာပြီးစီးအောင်တဲ့ခါမှာကို့အသင်းမှာထိန်းချုပ်ရောက်ဖို့ခက်ခဲသွားနိုင်တယ်။ပြီးတော့အာရီတာတွေနဲ့လာမယ့်ရာသီမှာစူပလာတစ်ခုတက်တည်ပြပြနိုင်ရင်ထွက်ခွာသွားနိုင်တယ်။နောက်ဆုံးဘုတ်ဖွဲတွေပိုင်ရှင်တွေကအာရီတာကိုဆက်ပြီးထားမယ်ဆိုရင်တော့မှအသင်းကိုအားပေးတဲ့ဖန်တွေရဲ့ညုံညုံမှုနဲ့ကြုံရနိုင်တယ်။အဲ့ဒါဆိုဘလို့ထင်လဲ။ကျောတော့အာဆင်နယ်အသင်းအနေနဲ့လိုအပ်တဲ့နေရာကိုငွေသုံးပြီးဖြစ်နေတယ်။သူတို့အနေနဲ့ငွေမသုံးနိုင်လောက်တဲ့ဘတ်ဂျက်မျိုးလည်းမဟုတ်ဘူး။ဒီချိန်ထိကက်စီနေပြီးတော့မဖြစ်ဘူးဆိုရင်တော့အသင်းကနေတစ်ချိန်လုံးကစိတ်ဆိုးထွက်သွားတဲ့ကစားသမားတွေရဲ့ စကားကလည်းမှားတယ်လို့တော့ပြောလို့မရအောင်အဲ့တော့ကျွန်တော်တို့အာဆီနယ်တင်ကစားသမားဖြစ်တင်မှုတွေလုံလာဆိုတာစောင့်ကြည့်သွားမှာပါအမြဲတမ်းယူအတန်းတရာအထက်တော့သုံးခဲ့တာမှန်ပေမဲ့ဒီရာသီမှာဘယ်လောက်ထိသုံးသွားမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3996963963ကိုဆက်သွက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ခုချူကို Sport အနေနဲ့9သုံးလုံးမိတူကိုကစားလို့ရနေပါပြီ Sport တန်းဆောင်ဆိုတဲ့ application လည်းရှိပါတယ်ခင်ဗျာ